ကျေးဇူးတော်ရှင်မဟာစီဆရာတော်ဘုရားကြီးပြန်လည်တော်မူသွားသည်ဟာအခုဆိုရင်ဆိုရင်တော့45နှစ်ကျော်ပြီး46နှစ်ထဲတော့မှဝင်လာပြီဖြစ်ပါတယ် လွန်ခဲ့တဲ့နှစ်ပေါင်း45နှစ်1980နှစ်ဩဂုတ်လ14ရက်နေ့မွန်လွဲတနအီ36မိနစ်မှာကျေးဇူးတော်ရှင်မဟာစီဆရာတော်ဘုရားကြီးပြုလုပ်တော်မူခဲ့တာဖြစ်ပါလေမဟာစီဆရာတော်ဘုရားကြီးပြုလုပ်တော်မူမူမီအံ့ဘွယ်ထူချာဖြစ်ရများစွာရှိခဲ့ပါလေဒါနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့လေးလာမိသမျှပြောပြခြင်းပါလေ မဟာစီဆရာတော်ဖျားကြီးပြန်တော်မူမူမီတရက်ပေါ့ဗျာအခုမျက်မှောက်မဟာစီဆရာတော်ဖျားကြီးတက်တော်ကြီးနေတဲ့အရွယ်တပ်ပုံကိုဖူရတာမဟာစီဆရာတော်ဖျားကြီးပြန်တော်မူမူမီတရက်နောက်ဆုံးချီးမြှင့်တော်မူခဲ့တဲ့ပုံတော်ဖြစ်ပါလေအင်မတန်မှအထူးဆန်ပေးစွာဒီပုံတော်ဖြစ်လာပုံကိုကျွန်တော်အနေနဲ့ပြောချင်ပါတယ်1982ခုနှစ်ဇူလိုင်လရဲ့နေ့တနေ့ပေါ့လာဇန်ပိုင်းမှာ ဟိတေတိဖွဲ့တွင်မူဥညွအောင်နဲ့အမှုဆောင်လူကြီးတွေဟာဆရာတော်ဘုရားကြီးရဲ့စံကြောင်းကိုတွားပြီးတော့ရှောက်ထားကြပါလေ။အရှင်ဘုရားရဲ့လက်ရှိတပည့်တော်ပူဇော်နေတဲ့အရှင်ဘုရားရဲ့ပုံတော်ဟာတဲ့ငယ်နှုစဉ်ကပုံတော်များသာဖြစ်ပါလေတဲ့။ခုလက်ရှိအသက်ဝါတော်နဲ့ရည်ကူးထားတဲ့ပုံတော်တဲ့ပူဇော်နိုင်ကြပါစေလို့တပည့်တော်ကိုတပ်ပုံတော်ချီးမြှင့်တော်မူပါဘုရားလို့တပ်ပုံရဲ့ခွဲတောင်းခံလျှောက်ထားပါလေ။အဲ့ဒီမှာဆရာတော်ဘုရားကြီးက ဖုံးကြီးပြောမယ်လေလို့အမိတ်ရှိလိုက်ပါလေအမှုဆောင်နေတဲ့ဝိုင်းမြောက်ဝန်သားဆောင်နဲ့ဆရာတော်ဖျားကြီးကပူးမြော်ကြော်ပြီးဆရာတော်ဖျားကြီးစံကြောင်းတော်ကနေထောက်ခွာလာပါလေအဲ့ဒီမှာဟိတေတိဖွဲ့တွင်မှုဦးညောင်းနဲ့မှုဆောင်နေတာဆရာတော်ဖျားကြီးတပ်ပုံရဲ့ကိုဘယ်နည်းခုံမလဲခုံမလဲနဲ့စောင့်ဆိုင်နေကြပါလေတလခန့်အကြာ1982ခုနှစ်ဩဂုတ်လ17ရက်နေ့နနက်9:00အချိန်ပေါ့ဆရာတော်ဖျားဟာကပိယတူအားဟိတေတိဖွဲ့ကိုတောပြောလိုက် တက်ပုံရိုက်မယ်ဆိုဒီကနေ့လာရကြလို့ခေါ်ခိုင်းလိုက်ပါလေဒါနဲ့ပဲကပိရလည်းလာပြီးပြောတာပေါ့ဆရာတော်ဖျားကြီးကဒီနေ့တက်ပုံရိုက်ခိုင်းတယ်ဆိုတော့ဟိတေသိဖွဲ့တွင်မှုဥညွန့်အောင်နဲ့အမှုဆောင်လူကြီးတွေဟာဝမ်းသာအားရနဲ့စုလိုက်ဖျားလမ်းမှာရှိတဲ့အာရှတက်ပုံတိုင်းမှာပန်းရှင်တက်ပုံဆရာဦးကျော်နဲ့ဖွဲ့အားချက်ချင်းတွားရောက်ခေါ်ဆောင်ပါလေအာရှတက်ပုံတိုင်းဟာအဲ့ဒီခေတ်ကနာမည်ကြီးပါ1980ဩဂုတ်17ရက်နေ့တောက်ကြနေ့ စစ်တပ်နိုင်ခံမှာဆရာတော်ဖျားကြီးထံကိုသွားရောက်ပါတယ်အစဉ်သေးဆုံးနေတဲ့ဆရာတော်ဖျားကြီးကတပ်ပုံတော်ရဲ့ယူကြပါတယ်ကျေးဇူးတော်ရှင်မဟာစီဆရာတော်ဖျားကြီးကတပ်ပုံရဲ့ပြတဲ့ကအီးပြန်တော့တယ်သူတို့လည်းပဲပြန်လာရတာပေါ့လေအဲ့ဒီတပ်ပုံရဲ့တဲ့နေ့ည9နာရီချိန်ခန့်မှာပဲဆရာတော်ကြီးမကြမ်းမမဖြစ်လို့ရန်ကုန်ပြည်သူစေဝန်ကြီးကိုပို့ဆောင်ခဲ့ရပါတယ်ဆရာတော်ဖျားကြီးဟာ 1982ခုနှစ်ဩဂုတ်လ14ရက်နေ့စနေနေ့မိုးနေ့တနအချိန်မှာဘွားနဲ့ထံပြန်လုံမှုပါလေဆရာတော်ဘုရားကြီးရုတ်တရက်ဘွားနဲ့ထံပြန်လုံမှုတော်ကိုကြားသိရသူတိုင်းအန်အော်ဒီဂျီနဲ့အင်မတန်မှအယူကျုံးမရချေကွဲဝန်းနေကြပါလေဆရာတော်ဘုရားကြီးပြန်လုံမှုကြီးတရက်အလုံးမှာကဲတဲ့ဘုံလာရိုက်ကြဆိုပြီးတော့ပြောခဲ့တာဟာဒါဟာအရိယာကြီးတွေက ပြန်လုံမှုပဲနေကို ိုသိကြတယ်လို့မှတ်ယူရမှာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးကလည်းပြုံးတော်မူကန်ဒီတရက်အလုံးမှာဓမ္မရိုက်ခွင့်ချီးမြှင့်တဲ့အတွက်ကြောင့်ဒီပြုံးတော်မူကိစ္စကိုကြိုသိတယ်လို့မှတ်ယူမိပါတယ်။ဆရာတော်ဘုရားကြီးဟာပြုံးတော်မူတဲ့ချိန်မှာတက်တော်80ရှင်းနဲ့တိခါတော်58ဝါရှိပြီဖြစ်ပါတယ်။တရင်သွုံးတော်မူရရှိတဲ့ရန်ကုန်မြို့အမှတ်16ဟာမစ်တ်မဟာစီ သာသနာရိတ်တာမှာပဲဘဝနထံပြည့်လွန်တော်မူသွားတာဖြစ်ပါတယ်။ဆရာတော်ကြီးပြည့်လွန်တော်မူပြီးထူးခြားတဲ့နမိတ်တွေဖြစ်ခဲ့ပါတယ်။ဒါကတော့မဟာစီရိတ်တာကြီးတွင်ဆရာတော်ဘုရားကြီးသတင်းသုံးတော်မူရာစံကြောင်းတော်ရဲ့ရှင်းမြတ်စွာဖဲလျင်ဓမ္မယုံမှာတိမ်ဖြူကြောင်းချားမှာရှိတဲ့တရက်ဖြူပြင်ကြီးဖြိုးလဲခဲ့ပါတယ်။ဒါပေမဲ့ဘု து ့ကမှထိခိုက်မိခြင်းမရှိပါဘူး။ဗုဒ္ဓသာသနာဥက္ကဟာဘုက္ကနာဥပွင့်ကောင်းက ကျွန်တော်တို့တော့ကုသကောင်းမှုတွေပြုလုပ်နေလို့၎င်းနဲ့မြတ်တွေမားနေလို့ထင်ပါရဲ့ဒီသစ်ပင်ကြီးဟာလူတွေလဲရင်တော့မှခုလိုအနည်းငယ်မရှိလဲဖို့အလွန်ခက်တယ်လို့ဆိုပါလိမ့်ဒီသစ်ပင်ကြီးလဲခြင်းဟာဆရာတော်ဘုရားကြီးသုတိကမဇယုတ်ချုပ်မဲ့လက္ခဏာဖြစ်ကြောင်းနောက်မှမှန်းဆသိရှိနိုင်ပါလိမ့်အဲ့တော့1344နေုံလာဆန်း7ရက်ည7:00နာရီချိန်စိတ်ခွန်ရအင်ဂျင်တော်စီတီတော်ရှင်ပြတော်ရှိအထင်ကရအင်ဂျင်ပင်ကြီးကလည်းစီလီနဲ့ဆောင်းတဲ့ကြပြိုပါလေ စေတီတော်ကို၎င်းဆောင်နဲ့ကို၎င်းဘာဆောက်အောင်ကိုမှ၎င်းတစုံတရာထိခိုက်ခြင်းမရှိပါဘူးဒီအင်ဂျင်ကြီးအင်ဂျင်မီယာအင်ဂျင်တော်စေတီရဲ့အထဲမှာအင်ဂျင်တော်စေတီရဲ့စိတ်ခွင်ရဲ့အထဲမှာဖြစ်ပါတယ်အင်ဂျင်တော်စေတီဖျားဖို့ဟာတနိုင်ငံလုံးအတွင်းမှာမကတနိုင်ငံလုံးရှိလူများစုဝေးရာအလွန်စီကားလာတဲ့နေရာဌာနဖြစ်ပါတယ်အဆိုပါစိတ်ခွန်ရဟာဆရာတော်ဘုရားကြီးမွေးဖွားခဲ့တဲ့ရွာပါရှင်မူမြို့နယ်မှာရှိပါတယ် ဆရာတော်ဘုရားကိုခမဲတော်ဦးခန့်ထွန်နဲ့မေတော်တော်ရှင်ဥဒုက1266ဒုတိယဝါဆိုလပြည့်ကျော်3ရက်တောက်ကြနေမှာဖွားမြင်ခဲ့တာဖြစ်ပါလေ။ဒါကြောင့်ဆရာတော်ဘုရားကြီးရဲ့ဇာတိချက်ကျွေးငွေရဲ့မြေမှာအဲ့ဒီလိုမျိုးပင်ကြီးလဲကြပြိုတာကလည်းနမိတ်တစ်ခုဖြစ်ပါလေ။နောက်တဲ့နမိတ်တစ်ခုက1349ကဆရာတော်ဘုရားဟာတောင်ပိုင်းလေးမဟာစီသဒ္ဒနာယိတ်တာတင်ကြောင်းမှာ ဥပုပ်ပြုပြီးတန်ဃာတော်တွေကိုမင်းရှိတာတပည့်တော်ရဲ့ဆရာတော်ဖုန်းကြီးဟာဒီကျောင်းထဲမှာတက်တော်88နှစ်မှာလုံတော်မူတယ်တပည့်တော်ရဲ့တကားကြီးလည်း88နှစ်မှာလုံတယ်တပည့်တော်လည်း88နှစ်မှာလုံမလားပဲဆိုပြီးတော့မိန်ပါလေတောင်ဝမ်းလေးဆရာတော်အရှင်အာဒိသထံမှာကြားသိရတာပါမဟုတ်ပါဘူးရှင်ဖျားရယ်ဆိုပြီးတော့အားလုံးကဝါရှောက်ကြတယ်လို့သိရပါတယ် ပါစီစီရော်ဗျာလုံတော်မမုံကြီး9လခန့်အလို့တပေါင်းလာမှာဇာတိချက်ကျွေစိတ်ခွန်ရာကို နောက်ဆုံးကျင်ကြွပါလေမိမိရွာရှိဆွေမျိုးတွေဟန်းရှင်လူတကာတကာမတွေကိုနောက်ဆုံးကိုရိုနာကြွရောက်ပြီးတော့တရားဟောပါလေစိတ်ခွန်မဟာစီကျောင်းတိုင်မှာရဲအနှင်းငယ်တင်းသုံးတော်မူပြီးနောက်ရန်ကုန်ကိုပြန်လဲကြွပါလေစိတ်ခွန်ရွာမမထောက်ကမြေဆရာတော်ဖျားကြီးရဲ့ဆန္ဒအရရွာတော်မှာရှိဆရာတော်မွေးရာ ဇာတိချက်ကြွေနေအနီဆွေမျိုးတော်ဆက်သူတကားကြီးဦးမြတကမာကြီးတော်ဖွားညွန့်ရဲ့နေအိမ်ကိုဝင်ရောက်ပူဇော်ခံရင်းနှုတ်ဆက်မိန်ကိုအနှင်းငယ်ချွေတော်မူပါလေဖွားမြင့်ချက်မြတ်တော်မူရာနေအိမ်ကိုနောက်ဆုံးချိန်ကြည့်ရှုပြီးနောက်စောင့်ကြိုလျက်ရှိတဲ့ကားတော်ကိုကြွပြီးတော့စိတ်ခွန်ရွာမှပြန်လည်ထွက်ခွာတော်မူခဲ့တယ်လို့သိရပါတယ် ဆရာတော်ဘုရားကြီးအားပြည်လုံးတော်မူမီခုနှစ်ခန့်အလိုမှာရွှေကုံဇိတ်တော်မြတ်ကြီးကိုလည်းအားရအောင်ပူဇော်ခဲ့တယ်လို့သိရပါတယ်။ဆရာတော်ဘုရားကြီးအားပြည်လုံးတော်မူမီနောက်ဆုံးတရားတော်ကိုလည်းဟောခဲ့ပါတယ်။ဒီနောက်ဆုံးတရားတော်ဟာအင်မတန်မှထူးခြားလာပါတယ်။သာသနာ့ရိပ်သာစောက်ဖွင့်တော်ကဟောတော်မူခဲ့တဲ့ဓမ္မစကြာတရားတော်ကိုပဲနောက်ဆုံးတရားတော်အဖြစ်ပြန်လုံတော်မူမူမီ25ရက်တွင်တရားပွဲ ရှစ်ပွဲဟောကြားတော်မူခဲ့ပါသည် ဆရာတော်ဟာပုံမှန်အဖြစ်တလလင်လာပြီးတဲ့တစ်ချိန်သာတည်တရားဟောပါလေဆရာတော်ဟာနံပါတ်၈တရားတော်ရဲ့အဆုံးမှာထရူချရာ၃ချိန်တည်းစုပြီးတော့မှာပါလေနိဗ္ဗာန်တရားမြတ်ကိုလှိမ့်မြစွာဆက်ရောက်ပြီးမျက်မှောက်ပြုနိုင်ပါစေ၃ချိန်တည်းစုပြီးတော့မှာကိုတပည့်တွေကတစ်ခါမှမကြဘူးတဲ့အတွက်အင်မတန်မှအံ့အားသင့်ကြပါလေအားကြောင့်ဆရာတော်ဖရာကြီးဒီလိုစုပေးရတာပါလေ မဟာစီဆရာတော်ဖျားကြီးဥတော်ပနာရဲ့ငယ်ဘဝကိုပြန်ကြည့်ရရင်ရွှေဘုံမြို့နောက်ဘက်9မိုင်ကွာစိတ်ခွန်ရနေအဖဦးကန်တော်မိတော်အုပ်တို့က29ရက်9လ1904ခုနှစ်တောက်ကြနေနဲ့3ថ្ងៃမှာဖွားမြင်ပါလေငယ်နဲ့မဲမောင်းသွင်းဖြစ်ပါလေ6နှစ်သားအရွယ်မှာစိတ်ခွန်ရတောင်ပတ်ပြင်မနာကြောင့်ဖုံးတော်ခြင်းအရှင်အာဒိဋ္ဌမထေမြတ်ထံမှာတပည့်ခံပြီးမြမစာရေးစာပဲပညာစီပူပါလေအသက်7နှစ်သားအရွယ်မှာ အဲ့ဒီကြောင်ဖုံးတော်ကြီးထံမှာပဲရှင်သာမဏေပြုပြီးပရိကတ်ခြေခံပညာရပ်တင်ကြပါလေ။သာမဏေဘွဲ့မှာရှင်သောဗနာပါ။1185တစောင်းမိုးမပြည့်ကျော်၄ရက်ခရစ်နှစ်1923ဘုရားရှင်လက်နက်ရှင်နိုင်ခွဲချိန်မှာဥလေးဥအောင်ပေါ်ဒေါ်သစ်တို့ရဲ့ပစ္စယနုကဟနဲ့ဥပ္ပဇဉ်ဆရာတော်ခန်းစင်ရသူမိတာကြောင့်အရှင်နိမလမထေရ် အနုဒါတကနဲ့ပထမကမဝါဆရာတော်တကြီးကြောင့်အရှင်ပရမအစရှိတဲ့ဥပတပတ္ထကံဆောင်တန်ဃာတော်တို့ရဲ့ဓမ္မနုံကဟကိုခံယူပြီးမြင့်မြတ်တဲ့ယဟန်ပေါင်းဘွားရောက်ပါတယ်။ယဟန်ဖြစ်ပြီးနောက်အရှင်သောပနဟပရိယစာပေတဲ့သင်ယူပို့ချနေရင်လည်းပဋိပက္ကိုလိုလာတဲ့အတွက်ရောခမှုတုတင်နိသစဉ်တုတင်ပရိုင်ဘတ်တုတင်တွေကိုလေးလာပလောစောက်တည်ခြင်းတော့ပါတယ်။1986 အစိုးရပထမပြန်ဆောင်လုပ်ပွဲပထမကံတန်းမှာဝင်ရောက်ဖြစ်ဆိုရအောင်မြင်ပါလေ1982မှာခီးရောက်နေလို့ဆောင်လုပ်ပွဲဝင်ခဲ့ရပါဘူး1988ပထမလက်တန်းကို၎င်း1989ပထမကြီးတန်းကို၎င်းဝင်ရောက်ဖြစ်ဆိုရအောင်မြင်ပါလေအဲ့ဒီနှစ်စိတ်ခွင်ရမှာကျင်းပါတယ်ဝီနီအာကုန်ပြန်ဝင်ပါလေဝီနီငယ်လေးဆောင်ကိုပြန်ဆိုပြီးအမြင့်ဆုံးအောင်မြင်ပါလေ1990ပြည့်နှစ်မန္တလေးမြို့အနောက်ပြင်ခမကန်တိုက်ဖွားတော်ကြောင်မှာ တင်းသုံးတော်မူပြီးတော့အဲ့ဒီခက်ကပရိယစာပေအရာမှာအကျော်မော်ကြီးဖြစ်တော်မူတဲ့ချမ်းသာကြီးဆရာတော်ဦးလက္ခဏာခေမကန်တိုက်တဲ့ဆရာတော်ဦးအိန္ဒရာပြူဝန်သာအခြားရှိတဲ့ဆရာတော်တွေထံမှာစာပေကျမ်းဂန်တွေစီးပူပါတယ်ဒီပူလိုစီးပူလေးလာတော့မော်လမြိုင်မြို့တောင်ဝိုင်းလေးတိုက်ကျောင်းမှာဆရာတော်ဖျားချင်းအရှင်အာရိသမထေရမြတ်ကဖိတ်ခေါ်တဲ့အတွက်ကြောင့်အဲ့ဒီကျောင်းကိုတွားပြီး ဆရာတော်ရဲ့အမိညာကျောင်းသားရှိဟန်တောင်နေတွေကိုစပေးပို့ချပါလေဒီလိုပို့ချပေးပြီးပရိယတိသာသနာကိုပြုနေစင်ပါပဲတမထဝိပဒနာပဋိပတ်တိအလုပ်တွေအားထုတ်ကျင့်သုံးလို့တဲ့အတွက်1993ပြာတုလာမှာအဖို့ဖြစ်တဲ့ရှင်တေဇံဝဒနဲ့တူမောလမြိုင်တောင်ဝိုင်းတိုက်ကျောင်းမှာထွက်ခဲ့ပြီးစင်းကြိုက်တထုံကီလာတအများတပိတ်တောင်ကြိုက်တီယိုရွှေအောင်ပြဦးအောင်ခိုင်တော်ကျောင်းအဲ့ဒီနေရာတွေမှာ ကမထန်းနီးနာတဲ့စုံစမ်းလေးလာပြီးနောက်တထုံမြို့မင်းကွန်းဇေဒဝန်ဆရာတော်ဘုရားကြီးထံမှသတိပဋ္ဌာန်ဝိပဿနာရှုနေဖို့ကိုနီးခန့်ကျင့်သုံးခဲ့ပါလေ။နေရောညမှာမအိပ်ပဲတင်းတင်းကြပ်ကြပ်အားထုတ်ပါလေ။အဲ့ဒီတော့ကစကားလုံးဝမပြောဘဲကျင့်တဲ့ရက်တွေကများပါလေ။ဒီလိုအားထုတ်စဉ်လေးလားရှိတဲ့အခါဘောရမြန်တောင်းဝဲတဲ့ကြောင့်မှယေရှုရှင်ဆရာတော်ဟာယောဂအသေးအံဖြစ်ကြောင်းကြားသိရတဲ့အတွက်တထုံကားတဲ့ဘောရမြန်ကိုပြတ်ပါလိမ့် ဘာဆိုလာစဉ်14နှစ်မြင့်မှာပဲတက်ကြောင်းဆရာတော်ပြုံတော်မူတဲ့အတွက်တောင်ဝိုင်းတိုင်းကျောင်းတိုက်ကိုထင်းသိမ်းဆွန်ရှောပါလေဇီတုံဆရာတော်ဘုရားကြီးထံမှာတတိပဌံဝိပဿနာရှုနည်းကိုပေါ့ရော့ပိုင်နိုင်ခဲ့တဲ့အရှင်သောပနာဟာအဲ့ဒီတော့က9ဝမြတ်သားရှိပါသေးတယ်အရွယ်ငယ်သေးလို့ကမ္မထန်တရားကိုသူတပားကိုမဟောသေးပဲမိမိကိုယ်တိုင်စွမ်းနိုင်ကြအားထုတ်ခဲ့ပါလေဒီတော်တွင်စိတ်ခွန်ရမှာညီတယောက်လဲကွင်းလွန်သွားပါလေ တံဝေကဖြစ်ပြီးတော့1300ပြည့်နှစ်မှာဇာတိရက်ကိုခတ်တားကြွပြီး9လအထိတည်ထင်းသုံးပြီးတတိပဋ္ဌာန်ဝိပဿနာအလုပ်တရားစဟောပါလေ။အဲဒီတော့ဆွေမျိုးဖြစ်သူသုံးဦးစတဲ့တရားအထုတ်ပြီးအောင်မြင်ကြတဲ့အတွက်တခြားလူများစွာလည်းအားထုတ်ပြီးဉာဏ်ထုတရားထုတွေကိုတွေ့ရကြလို့မဟာစီတတိပဋ္ဌာန်ဝိပဿနာတရားဟာအရန်ထင်ရှားလာပါလေ။1300ခုနှစ်ဒုတိယကျင့်ကျင်းပတဲ့အစိုးရဓမ္မစရိယဆံမှုဘုံမှာဝင်ဖြစ်ရာ ျန်ရင်၃ကျန်နဲ့ဂုံလူ၅ကျန်ချောမောစွာအောင်မြင်ပါလေ။ဒါနဲ့ပဲသာသနာတစသီရိပဝရာပထမစရိယဆိုတဲ့ဘွဲတစ်စိတ်ရပါလေ။ဒုတိယကဘာထောင်းတော့နေတော်လာမစားပြီးဇာတိရိပ်ရစိတ်ခွန်မှာပြန်နေပြီးတော့အခါခွင့်တဲ့ခါတိုင်းဝိပဿနာလုပ်ငန်းတွေဟာဆက်လက်ပြီးဟောကြပါလေ။တင်းနှက်တဲ့နှစ်တိုးတက်ထွန်ကားလာပါလေ။အလိခာတရင်300ဌာနဖြစ်တဲ့မဟာစီကျောင်းကိုဆွဲပြီးအရှင်သောပနကိုမဟာစီဆရာတော်လို့ခေါ်လာပါတယ် ဝိပဿနာယောဂီတဖဲဘောများစွာတောင်းပန်ချက်ရာအရှင်သောဘနာဟာ1305ခုနှစ်အခုခါနာမည်ကျော်ဖြစ်တဲ့ဝိပဿနာရှုနည်းကြံကိုပါတုနှစ်တွဲရေးသားပြုစုပါလိမ့်။စာမျက်နှာ950ခန်းရှိပြီးအဲ့ဒီကျောင်းကို9လအတွင်းရေးသားပြုစုခဲ့ပါလိမ့်။ရှစ်ကြိမ်တိုင်တိုင်ပုံနှိပ်ထုတ်ခဲ့ပါလိမ့်။1317ဇန်နဝါရီလမှာမဟာစီဆရာတော်ရန်ကုန်မြို့ရှိဗုဒ္ဓသဒ္ဒနာနုကဟအဖွဲ့ချုပ်ကပင့်ဆောင်တဲ့အတွက်ရန်ကုန်မြို့သဒ္ဒနာရိပ်သာမှာ ဝိပဿနာတရားဟောကြားပြပါလေ။မဟာစီဆရာတော်ဖျားရဲ့စနစ်တကျဝိပဿနာရှုနည်းကိုနှိမ့်ချသဘောကျသူတွေအများလာပါလေ။စစ်ဘက်နယ်ဘက်ရရှိတဲ့ပညာပိုင်းဆိုင်ရာပုဂ္ဂိုလ်တွေ၊ကုန်တယ်ပွဲစားလူလန်းစားမျိုးတွေလာရောက်ပြီးတော့တရားအားထုတ်ကြပါလေ။အဲ့ဒီလိုလူတွေဟာတရားရတာကိုတွေ့ရှိသူအများများပေါ်ထွန်းခဲ့ပါလေ။အခုခါထပ်အောင်မြန်မာနိုင်ငံတော်ဝန်မဟာစီဩဝါဒခံရိတ်တာပေါင်း200ကျော်ရှိပါတယ် တနိုင်ငံလုံးမှာပုံကိုယ်တွေဟာနေဆက်ရမျိုးရတော့မှလည်းသာသနာ့ရေးသားတွေမှာတရားအထုတ်ခွင့်ရပါလေမဟာစီဆရာတော်ဤတိုင်းတရားအထုတ်ဖို့သူမရှိတဲ့မျိုးဆိုလို့မြမပြည်မှာမရှိပါဘူးမဟာစီဆရာတော်ကမထန်တရားတွေဟာအင်မတန်မှပြန့်နှံ့သွားပါလေခုချိန်ဒီရန်ကုန်မြို့သာသနာ့ရေးသားတွေမှာတရားအထုတ်သူပေါင်းသိန်းချီရှိပါလေဒါအပြင်တီဟိုထိုင်းကမ္ဘောဒီးယားလာအိုအိန္ဒိယအင်္ဂလန်အမေရိကန်နိုင်ငံတို့မှာလည်း မဟာစီဩဝါဒခံရိတ်တာပေါများစွာယောဂီပေါများစွာရှိခဲ့ပါတယ်။ဒါဟာဆရာတော်ဘုရားရဲ့ကျေးဇူးတော်ပါ။1313မှာအစိုးရကမဟာစီဆရာတော်ဘုရားကြီးရဲ့ပရိယတ္တိကိုပရိပတ္တိကုံကျေးဇူးတွေကိုအတိအမှတ်ပြုတဲ့အနေနဲ့အင်္ဂမဟာပဏိတဝရဇိတ်တော်ဆက်ကပ်ပါတယ်။စရသံဃာယနာကိစ္စနေ1314မှာစတင်ဆောင်ရတယ်။စရသံဃာယနာကို1316မှာ1318ထိပါဠိတော်သံဃာယနာအဖြစ်လည်းကော ထောင်သော18မှာစပြီးအထက်ကထာထေကာတင်္ဂယနာဖြစ်လကောင်းကျင်းပါပါလေမဟာစီဆရာတော်ဟာဒီတင်္ဂယနာလုပ်ငန်းကြီးမှာလဲပဌာနာကျတဲ့နေရာမှာပါဝင်ဆောင်ရွက်ပါလေနောက်ပြီးတော့ကျမ်းနေကိုလဲတေချာကိုနောက်ဆုံးကြည့်ရှုသုတ်တင်ပြင်ဆင်ရတဲ့တောင်းဝင်ကိုဆောင်ရွက်ပါလေဖျားဟောစင်မှာဟုတ်မဟုတ်မေးပြီးတော့စီစေရဖျားရတဲ့လုပ်ငန်းတွေမှာလဲအရေးကြီးပါဝင်ခဲ့တယ်လို့သိရပါလေဒါတွေအလုပ်ကို နိုင်ငံတော်ဗုဒ္ဓသာသနာ့ဖွဲ့ကတန်ခါယနာစီစစ်ခံအမည်ဖြင့်စာအုပ်ရနေခဲ့ပါတယ်။မဟာစီဆရာတော်ဟာ1037မှာအဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ဝေစာရှိတဲ့မဟာသတိပဋ္ဌာန်ဌာနတုတ်နိဒရာကိုရှင်းသားတော်မူခဲ့တယ်လို့သိရပါတယ်။တိုင်းနဘာသာပါဠိစာပေပညာရှင်တို့ကတော့မှအင်မတန်မှချီးကျူးအပ်တဲ့ကျမ်းကြီးလည်းဖြစ်ခဲ့ပါလိမ့်။မဟာစီဆရာတော်ပါဠိရေးသားဆွေးရည်နဲ့ထွဋ်ထွေးဘုဒ္ဓရာကျေဝဘုံကအရင်ထင်ရှားပါလိမ့်။ ထောင်သော၂၂မှာမဟာစီဆရာတော်ဟာဝိသုဒ္ဓိမတ်ကျမ်းကိုပို့ချရင်ဝိသုဒ္ဓိမတ်မဟာထေခာနေဒရာကျမ်းကြီးကိုရေးသားပြုစုပါလေ။သမဏ900ခန့်ရှိစာအုပ်ကြီး၄ခုရှိတဲ့ဒီအင်မတန်မှာကျယ်ပေါ်ပါလေ။ဝိသုဒ္ဓိမတ်မြမပြန်ကျမ်းဝင်တဲ့ဆရာတော်ဟာထောင်သော၂၃မှာစတင်ရေးသားပါလေ။သမဏ900ကျော်စာအုပ်ကြီး၄ခုထိကျယ်ပေါ်ပါလေ။မဟာစီဆရာတော်ဘုရားဟောကြားပြုစုပြုစုတော်မူတဲ့ဝိပဿနာအခြေခံတရားရောအရိယာဝါတရားရောပရိစ္ဆေသမုပ္ပတ်တရားရော ဓမ္မစကြာတုတ်တရားတော့အနတ္ထလက္ခဏတုတ်တရားတော့အစရှိတဲ့ဝိပဿနာဆိုင်ရာတရားတော်တွေကိုလည်းအခုခါများစွာထွက်ပေါ်ခဲ့ပါလေ။ဇာရောဟာထိုင်းကမ္ဘောဒီးယားဒီဟိုအိန္ဒိယဂျပန်အင်ဒိုနီးရှားနိုင်ငံတွေသဒ္ဒနာရေးမရှင်ဖုံးဖြစ်လကောသဒ္ဒနာပြုဖြစ်လကောကြွပြီးတော့သဒ္ဒနာပြုပါလေ။အင်ဒိုနီးရှားသဒ္ဒနာပြုကြောင့်ဇာရောရေးထားတဲ့အင်ဒိုနီးရှားသဒ္ဒနာပြုဆိုင်ရာခီးတော်မှတ်တမ်းကလည်းအမတန်မှထင်ရှားပါလေ။ဇာရောဟောကြားပြတဲ့သတိပဋ္ဌာန်ဝိပဿနာရှုမှတ်နေဟာ အလွန်လွယ်ကူရှင်းလင်းပြီးလှိမ့်မြန်စွာတရားထုတ်ရတဲ့အတွက်ကမ္ဘာနိုင်ငံအနှံ့ပြန့်နှံ့ခဲ့ပါလေ။တည်ရီလင်္ကာထိုင်းကမ္ဘောဒီးယားလာအိုဂျပန်ကိုရီးယားတရုတ်အင်္ဂလန်အမေရိကန်ဥရောပနိုင်ငံတွေထိတော့မှပြန့်နှံ့သွားပါလေ။ဒီလိုကျမ်းဂန်မျိုးမျိုးရေးသားတော်မူခြင်းစရထသံဃာယနာမှာပါဠိတော်အထက်ကထာထိကကျမ်းစာတွေကိုအဆုံးသက်တုတ်သင်ပြဆင်တော်မူခြင်းစရထသံဃာယနာမှာ ပုဂ္ဂိုလ်ကအမေးဆရာတော်အထက်ကရာစီစစ်ခံဆရာတော်ဖြစ်ဆောင်ရွက်တော်မူခြင်းသောသနာတော်တန်ရှင်းပြမွေရွတ်နိုင်ငံတော်ဩဝါဒဆရာဖြစ်ဆောင်ရွက်တော်မူခြင်းသောသနာတော်ဝင်ကျေးပွန်စွာထမ်းဆောင်တော်မူခဲ့တဲ့ကမ္ဘာအနှံ့သတိပဋ္ဌာန်ဝိပဿနာပါဠိပတ်တိသောသနာပြုမထေရမြတ်ဖြစ်တဲ့ကျေးဇူးတော်ရှင်မဟာစီဆရာတော်ဘုရားကြီးဟာသက်တော်88နှစ်သိခါတော်58ပေါ်မှာရန်ကုန်မြို့မဟာစီသောသနာဤတံမှာပဲဆင်းလုံတော်မူခဲ့တယ်လို့သိရပါတယ်